လိုမျိုးကြောင်ရောက်ကလာမေတ္တာရှင်မင်းတဲ့ကြောင်တွေမပြောပြတကယ်ပဲခက်ဆူဆူလေးတော့မဟုတ်ပါဘူးလို့ဟုတ်အပြင်မှာကတော့အေးဆေးဆေးပါပဲအဲ့လိုမျိုးစိုးရတယ်လို့တော့မရှိပါဘူးအာခန်းစားချက်ကလေးကတော့တချို့တွေကတော့အဲ့လိုမျိုးပေါ့နော်အဲအဲ့ထဲက van character လေးကိုနည်းနည်းလေးအမြင်ကတ်သွားတာလေးလည်းရှိတယ်ပေါ့နော်အပြင်မှာတော့အဲ့လိုမဟုတ်ပါဘူးတကယ်ဝေးသွားရင်ခန်းစားရမယ် ျော်ရွှင်ခဲ့တို့ရဲ့တိတ်တွေကမမေ့သေးဘူးဟုတ်ကဲ့သူကချစ်လဲချစ်ထားတယ်ဒါပေမဲ့ယောက်ျားလေးဘက်ကကြည့်ရင်လည်းကောင်မလေးကိုချစ်တယ်ဒါပေမဲ့အဲ့လိုမျိုးရှုပ်တာကိုလည်းသူကမရက်နိုင်တဲ့ယောက်ျားလေးမျိုးပါเนาะမိန်းကလေးဘက်ကကြည့်ရင်လည်းသူကဘလိုပဲဖြစ်နေဖြစ်နေချစ်တယ်ချစ်တော့ဘလိုပဲဖြစ်လာဖြစ်လာလက်ခံပြီးတော့နောက်ဆုံးလက်မခံနိုင်တဲ့အဆုံးမှာတော့အဆုံးတက်ခံလိုက်ရတယ်ပေါ့နော်တတူကတော့ထိုးလို့မရပါဘူးလေအိမ်ကခေါင်းနဲ့ဈေးရပါလိမ့်မယ်ဟိုအဲ့တတူတွေကလည်းကျွန်တော်ကျွန်တော်ရွေးထားပါဘာအဲ့ဒီဇိုင်းတွေကတော့ ကျွန်တော်လည်းတတူးထိုးရတာတတူးကတော့ထိုးစင်တယ်ယောက်ျားလေးပဲဒါပေမဲ့ထိုးလို့မရလို့နော်အင်းကလည်းခွင့်မပြုပါဘူးအငင်ကတ်စရာလေးပေါ့နော်ကျွန်တော်အဲ့တော့အဲ့လိုဆိုချစ်တဲ့လူလည်းရှိနေတယ်ဒါပေမဲ့ရှုံနေသေးရယ်ဆိုတော့ဟိုအငင်ကတ်စရာလေးလို့ကျွန်တော်ကတော့မြင်တယ်အပြင်လူအနေနဲ့ကြည့်မယ်ဆိုရင်တော့ဟုတ်ပြီးပြင်သွားရယ်ဆိုတော့လည်းဘယ်ပြောရမလဲအပြင်မှာတော့အဲ့လိုမဟုတ်ဘူးဆိုတော့လေအရင်တော့မမုန်းသွားကြပါနဲ့ဟုတ်အာအမရဲ့ music video မှာပါပြတဲ့အကြောင်းရင်းက ဒီလိုပဲကျွန်တော်တို့တရားလျောက်ခင်ခင်နေကြတာပဲဆိုတော့ကျွန်တော်ရဲ့ style ကိုကြည့်ပြီးတော့အမားနေပြီးတော့ဘယ်လိုပုံစံလေးချိန်မယ်ပေါ့နော်ဘယ်လိုပုံစံလေးချိန်မယ်အမားရဲ့တခြင်းလေးရှိတယ်ပေါ့အဲ့တခြင်းထဲမှာရိုက်မယ်ဆိုပြီးပြောပြီးတော့ရိုက်ဖြစ်သွားတာပေါ့နော်ဘယ်လိုမျိုးကြီးတော့စီစဉ်ထားတာမျိုးတွေတော့မရှိပါဘူးတိတာကအရင်ကြီးတော့မကြသေးဘူးဒါပေမဲ့ခင်ခင်နေပြီပေါ့နော်ဟုတ်ဒွေသွားရင်မလွယ်ဘူးချေးရင်မောင်နေတယ်လာမထမငါတယောက်တည်းယူတကယ်ဝေး ကရက်တာကိုလုံးဝချိန်လိုက်မယ်ပြောတော့တော့ excited ဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်နဲ့ကျွန်တော်ကျွန်တော်မဟုတ်တဲ့လူတယောက်အနေနဲ့ပါရမယ်ဆိုတော့ကျွန်တော်ကတော့လူသစ်တယောက်အနေနဲ့ဆိုတော့ပြင်ဆင်ရတာလေလို့တော့အများကြီးမြမဆဆတော့မရှိပါဘူးဒါပေမဲ့အဲ့လိုကရက်တာချိန်သွားတယ်ပုံစံတွေချိန်သွားတယ်ဒါပေမဲ့အဲ့ဒါတွေအကုန်လုံးကအမှပဲစီစဉ်ထားတာဆိုတော့ကျွန်တော်ဘက်ကနည်းနည်းလူပဲပုံစံလေးနည်းနည်းလိုက်ပြောင်းပေးရတာပဲရှိကြတာပါဆာရှိသူတိုင်းတွက်ကမြဲ့ရေဖောက်ပြဲနေသူတိုင်းတွက်ကပျော်ရွှင်မှုဒါ အဲမတူဘူး။ပုံစံဝိတာစားတာအစပဲပေါ့နော်အဲ့လိုမျိုးနေရာထိုင်တာအစအဲ့လိုကွဲတယ်ပေါ့နော်ဟိုဘက်မှာကျတော့ခမမိုက်ခက်ဆိုးဆိုးပုံစံလေးလှုပ်ထားတာဆိုတော့ဒီမှာကျပို့ပပါလေးပဲပေါ့နော်။နေဝင်လာလိုက်ပြန်ထွက်လိုက်ရှင်ကိုဒါနဲ့ထထဆိုင်ဒါကိုလက်ခံထားရငါလူမိုင်းနေချင်လာလိုက်မတရားလေးတွေကတော့အများကြီးပါပဲရိုက်ထားရတယ်ပါဘောနော်ဟိုအဲ့လိုမျိုးကိုအားကြရတဲ့နှူးညာရှင်တယောက်နဲ့ရိုက်ရရဲဆိုတော့အားကြအဲ့လို မတရားတွေပြောရင်တော့ကုံပေါင်းများအများကြီးပါဒါပေမဲ့အဲ့လိုမျိုးခုနကမန်းစင်းမှာလည်းဖြေတော့လည်းပြောခဲ့အဲ့ဒီ Jeep လေးမောင်းရတာလေးတခုပဲကိုကိုတိုင်းလည်းမန်နီယယ်မမောင်းတတ်တဲ့လူဆိုတော့ကားကိုကျိုးနေဆွဲရတယ်ကျိုးနေဆွဲတော့ကားတွေလည်းကြက်နေတဲ့အချိန်ဆိုတော့အဲ့လိုမျိုးအဲ break out တာနဲ့ဘာနဲ့ land ချော်တာနဲ့အဲ့ဒါလေးတွေတော့ရှိခဲ့တယ်ပေါ့နော်။ဟုတ်ကျဲနေသူတိုင်းတွက်ကပြောရွှင်မှုဒါကိုလက်ခံမှုရောင်မမြတ်တော့ဘူး။တကယ်ပဲခက်ဆူဆူလေးတော့မဟုတ်ပါဘူးလို့ ဟုတ်အပြင်မှာကတော့အေးဆေးဆေးပါပဲအဲ့လိုမျိုးစိုးရတယ်လို့တော့မရှိပါဘူးအာခံစားချက်ကလေးကတော့တချို့တွေကတော့အဲ့လိုမျိုးပေါ့နော်အဲအဲ့ထက် van character လေးကိုနည်းနည်းလေးအမြင်ကတ်သွားတာလေးလည်းရှိတယ်ပေါ့နော်အပြင်မှာတော့အဲ့လိုမဟုတ်ပါဘူးဟုတ် behind the scene လေးတွေကလည်းတေချာလှုပ်ထားရဲဆိုတော့ behind the scene လေးတွေမှာလည်းတော်တော်လေးမိုက်ပါတယ်ကိုယ်တိုင်ခံစားရတာတော့ခံစားချက်တွေကတော့စုံနေရပဲပေါ့နော်ဆိုတော့ तू ကချစ်လဲချစ်ထားတယ်ဒါပေမဲ့ ယောက်ျားလေးဘက်ကကြည့်ရင်လည်းကောင်မလေးကိုချစ်တယ်ဒါပေမဲ့အဲ့လိုမျိုးရှုပ်တာကိုလည်းသူကမရက်နိုင်တဲ့ယောက်ျားလေးမျိုးပေါ့နော်မိန်းကလေးဘက်ကကြည့်ရင်လည်းသူကဘလို့ပဲဖြစ်နေဖြစ်နေချစ်တယ်ချစ်တော့ဘလို့ပဲဖြစ်လာဖြစ်လာလက်ခံပြီးတော့နောက်ဆုံးလက်မခံနိုင်တဲ့အဆုံးမှာတော့အဆုံးသတ်ခံလိုက်ရတယ်ပေါ့နော်တကယ်ဝေးသွားရင်ခံစားရမယ်ပျော်ရွှင်ခဲ့တို့ရဲ့တိတ်တွေကမမေ့သေးဘူးအော်အဲ့ဒါအမအမကျေးဇူးလို့ပဲပြောရမှာပေါ့နော် အမကနေပြီးတော့ နည်းနည်းထင်းထင်းလေးလူလဲထင်းထင်းလေးဖြစ်သွားအောင်လို့ character တခုတေချာလေးစီစဉ်ပြီးလုပ်ပေးတာဆိုတော့အမဝေကျေးဇူးတရားပါပါအာမတော်တဆပဲလားဆိုတော့ပွဲတစ်ခုမှာစုံတာဆိုတော့မတော်တဆပဲတော့မဟုတ်ပါဘူးဘောနော်အလုံးပါပဲတွေးကြတာဆိုတော့ဟုတ်အာကွာချားရတယ်လို့တော့အများကြီးမရှိပါဘူးအရင်တော့ကလည်းကိုဘယ်လိုလဲကိုအပေါ်မောကြည့်ရတဲ့အနုပညာရှင်တယောက်ပဲဆိုတော့အခုလည်းအဲ့လိုပါပဲကိုအပေါ်မောကြည့်နေရတဲ့အမတယောက်ပါပဲဟုတ်အာစိတ်လှုပ်ရှားမှုအစကတော့ရိုက်တဲ့ချိန်ညာစိတ်လှုပ်ရှားမှုရှိမယ်လို့ထင်ခဲ့တာပေါ့နော်ဒါပေမဲ့အမက အဲ့လိုရိုက်တဲ့ director တွေရောအဲ့လိုမျိုးပေါ့အကုန်လုံးပေါ့နော်အကုန်လုံးနဲ့ meeting တွေခဏခဏလုပ်တယ်ကျန်တယောက် friendly ဖြစ်သွားအောင်လို့ခဏခဏလုပ်ရအောင်တော့ပါတကယ်လဲရိုက်တော့အဲ့လိုမျိုးဈာထဲမှာ tension လုံးဝမရှိဘူးပေါ့နော်လုံးဝအေးဆေးဆေးပဲရိုက်ရွှေသွားကြတော့တတူကတော့ထိုးလို့မရပါဘူးလေအိမ်ဘွားကောင်းနေစင်ရပါလိမ့်မယ်ဟိုအဲ့တတူတွေကလည်းကျွန်တော်ကျွန်တော်ရွေးထားပါဘူးအဲ့ design တွေကတော့ကျွန်တော်လည်းတတူထိုးရတာတတူကတော့ထိုးစင်တယ်ယောက်ျားလေးပဲဒါပေမဲ့ထိုးလို့မရလို့ပေါ့နော်အိမ်ကလည်းခွင့်မပြုပါဘူးအငင်ကတ်စရာလေးပေါ့နော်ပြောရရင်တော့ ဲ့လိုဆိုချစ်တဲ့လူလည်းရှိနေတယ်ဒါပေမဲ့ရှုံနေသေးရယ်ဆိုတော့အမောအမြင်ကတ်စရာလေးလို့ကျွန်တော်တော့မြင်တယ်အပြင်လူအနေနဲ့ကြည့်မယ်ဆိုရင်တော့ဟုတ်အာအဲဘာလိုမျိုးလေးပြောစင်လဲဆိုတော့ပြင်ပြင်သွားပြီးတော့ပီပြင်သွားရယ်ဆိုတော့လေပြောရမလဲအပြင်မှာတော့အဲ့လိုမဟုတ်ဘူးဆိုတော့လေအရင်တော့မမုန်းသွားကြပါနဲ့ဟုတ်အဲကျွန်တော်နိုင်က two face ဆိုပြောကြရတယ်ကွာဒီလား two face ဆိုတာကွာဒီလားဟုတ်လို့မျက်နှာနှစ်ဖက်ဖြစ်နေတယ်ဆိုတာထက်ကိုသူကကိုယ့်ကိုဆက်ဆံတဲ့လူပုံစံတိုင်းပြန်ဆက်ဆံတာပဲဆိုတော့တကယ်လို့ Gemini ကကိုယ့်ကိုမကောင်းတော့ဘူးလို့တွေးရင်တော့အဲ့ဒါကိုက Gemini ကိုမကောင်းထားဘူးလို့ပဲတွေးပါဟောဟာသူတို့ချစ်သွားရင်တော့ဒီလောကလုံးနဲ့တယောက်လည်းချစ်ကြတာပဲဆိုတော့လို့အခုအားဆိုတော့အခုကတော့ဒီလိုပါပဲမအတေချာစီစဉ်ပြီးလုပ်တယ်ဆိုတော့အကုန်လုံးကတော့ ထင်တာထက်ကိုအများကြီးဖြစ်သွားတယ်ပေါ့နော်ဟုတ်အော်လူအများကြီးပိုတိလာတော့ပေါ့အမှန်တမ်းပြောရင်တော့ကျွန်တော်ကအရင်ကအဲ့လောက်ကြီးအဲ့လိုမျိုးပြီးတော့ဒီလို heavy လေးပထမဆုံးရိုက်ဖူးတာဆိုတော့ကျွန်တော်အနေနဲ့အဲ့အမောက်လည်းကျေးဇူးအများကြီးတင်ပါတယ်လို့ဟုတ်အာအနည်းငယ်ဆိုလှူရှားမှုလေးတွေကဒီကြားထဲမှာတော့ပွဲလေးတွေရှိရင်တော့ပြိုင်မှုရှိပါတယ်လို့အာဘယ်လိုမျိုးကြီ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 းတော့ဘာမှတော့စီစဉ်တာမျိုးမရှိသေးပါဘူးဗျာအာဘယ်လိုလေးစားခဲ့တာလဲဆိုတော့ကျွန်တော်ကအစပိုင်းတော့တေယုတ်ဆောင်ဝါဒနာပါတယ်ဗောနော်တေယုတ်ဆောင်ဝါဒနာပါတော့အဲ့လို ဒရိုက်တာတွေဖွင့်တဲ့တရုပ်ဆောင်တင်တန်းလေးတွေမှာလိုက်တက်တယ်။အဲအဲပြီးတော့ဆရာကျွန်လင်တို့ဘာလို့စီမှာလဲ။ဘယ်လိုမျိုးနော်။ model class လေးတွေတက်ဖြစ်တယ်။အဲနဲ့ဆရာကျွန်လင်ဆီကနေပြီးတော့နောက်ပိုင်းကျတော့ပွဲလေးတွေဘာလေးတွေလုပ်ဖြစ်တယ်။ပွဲလေးဆရာဆရာနဲ့တူတူပေါ့။ကြာပွဲခေါ်ရဲဆိုတော့အဲ့လိုမျိုးအဲ့လောက်ပါပဲအများကြီးများများဆဆကြီးဘာမှရတော့မရှိခဲ့ပါဘူးအခုကျမှ heavy စလုပ်ခုတာဆိုတော့အဲအဲ့ဒါကကျွန်တော်ဟိုအသက်နည်းနည်းလေးဆယ်ကျော်သက်အရွယ်လောက်တည်းအဲ့ဒါလေးက စိတ်ပါတယ်အဲ့ဒါလေးတော်တော်သမီးညှက်တာအဲ့ဒါလေးကိုဖြတ်လေးရှိတော့ဒီလိုမျိုး idea ရေလို့တော့ဘာသူပေးတယ်လို့တော့မဟုတ်ပါဘူးဒီလိုပဲအဲ့ဒါလေးကိုအမြဲဖြတ်ဖြတ်ပြီးထားတာဒါအကျင့်လေးဖြစ်နေတာဒီကနေပြီးတော့ကျွန်တော်အားပေးတဲ့သူတယောက်တိုင်းတယောက်တယောက်စင်တိုင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်လို့နောက်လဲဆက်ပြီးအားပေးပါအောင်လို့ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ဗျ